အမိုင်ရေဒီယိုကနေအပတ်စဉ်တင်ဆက်ပေးနေကြရေဒီယိုဒရာမာအစီအစဉ်လေးကိုတင်ဆက်ပေးရတော့မယ့်အချိန်လေးပါဒီတစ်ပတ် နားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးသူသုံးပွင့်ရေးသားထားတဲ့ဤတော်ပန်းကလေးလွမ်းမိလေးလို့အမည်ရတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်နားဆင်ခက်စားကြည့်ပေးပါရှင်ရေဒီယိုဒရာမာ ိုင်ခွန်းနေပြီတားရဲ့မမီဆိုင်သွားတော့မလို့နော်မနက်စာကိုတားကြိုက်တဲ့မွေးငေါငဖက်လေးနဲ့ပြင်ထားပေးခဲ့ရနော်စားပြီးမှကြောက်အောင်သွားသိလားဟောမမီဘယ်ဘေးချင်းအောင်ထိုးသွားရည်လေးရောက်ရေငါတော်တော်အိပ်မိသွားပဲငါဒီမနက်ဇော်မြင့်နဲ့ချိန်ထားတာမေ့နေရပဲအေးအဲ့လိုကောင်းလိုက်တာဆိုတာညကစာဖက်လွန်ပြီးအဲ့အိတ်ကြီးအိတ်နေတဲ့သားကိုအမေဖြစ်သူဒေါ်သက်နှင်းဝေက သူမသွားခင်မှာရန်ချွေသွားခြင်းဖြစ်ပါတယ်ဒေါက်တာနှင်းဝေကမြို့မဈေးထဲမှာအထည်ဆိုင်ဖွင့်ထားပြီးတားဖြစ်သူဖုံးတေစာကတော့လောမေဂျာနောက်ဆုံးနှစ်တက်နေတာပါသူ့ရဲ့အဖေကဖုံးတေစာ၅နှစ်အရွယ်ကလေးကဆုံးသွားပြီးအမေတစ်ခုတားတစ်ခုအဖြစ်နဲ့ဘဝကိုဖျက်ဆီးနေရသူတွေပါအော်ရီယာ ညမိန်ဘွဲကိုမင်းကြည့်လိုက်သေးလားရိုးနီကွာတင်းသွားတဲ့ကိုအခုထိငါမြင်အောင်နေတော့မယ်ဘလောက်လှလဲလီစမ်းမဇော်မြင့်ဟာဒီနေ့တင်းလာနေမှုအတန်းတက်မှာစိတ်ညစ်နေရတဲ့ကြားရဲကွာမင်းကမန်ယူကြောင်းနေမပြောပါနဲ့အောင်ကွာတခါတည်းကအတန်းလစ်မိတော့မယ်ဟာဟိုမတေးစားလာပြီဟေးဟေးတေးစားဟေးအောင်ဟေးအောင်ဘယ်ဘာဟေးလာဝလာလုံနေကြတာရောငါလည်းပြောကြပါဦးဒီလိုတေးစားရေဒီကောင်ဇော်မြင့်လေး သူ့ဤစာမဲယူအကြောင်းကြွားနေတာငါနားပူနေတော့မင်းကရောက်လာတာပဲဟေ့ဟိုမင်းရောငါရောကွာဘောလုံးစိတ်ဝင်စားတော့ဒီကောင်ပြောလို့မရတော့ဘူးသူ့ဤစာမဲယူဟဲ့ဇော်မြင့်မင်းဘယ်တော့မှရည်စားရသွားတာလဲဟဲ့မင်းမရှုံနဲ့တော့ငါဘယ်တော့မှမကြားလိုက်ရပါလားဘာကြီးဟာလဲငါ့ကိုလည်းပြောပြပါအောင်ငါတကယ်မင်းနေရငါပဲပြောပြပါမယ်တေးသားဒီကောင်အောင်ကြီးကလေ ငါမန်ယူအကြောင်းပြောတဲ့လူလို့ငါဤသားဆိုပြီးမန်ယူကိုမန်ယူဆိုပြီးစနေရကွာ။ဟောမသိပါဘူး။ငါတကယ်ပဲမင်းများကြီးစားရသွားပြီလားလို့အထင်နဲ့ဇွတ်ကြီးနေရအောင်ကြီး။ဒါနဲ့ဒီစားငါမင်းကိုတခုလောက်မေးခြင်းနဲ့ကွာ။ဟိုဒါပေမဲ့မင်းစိတ်ဆိုးမှဆိုလို့ငါလည်းမမေးဖြစ်တာကွာ။ဟိုအခုငါတို့လည်းကွာဖက်စီယာတွေကပေါင်းလာတာဟုတ်လား။နော်ဖိုင်နယ်ရောင်ရောက်ပြီဆိုတော့အဲ့ဒီကိစ္စလေးငါတည်ကျင်လာလို့ကွာ။မင်းကလည်းဘာများမေးမလို့လဲစကားရပလင်ခံနေရ။မေးမေးဘာလဲမေး။ဟိုငါတို့တောင်းရောက်စပေါင်းတော့ကွာ။ ဟိုဇော်မင်းကဘလုံးเจ้าတွေပါပြောလေအဲ့တော့မင်းကဘာမှစိတ်မဝင်စားသလိုနေရလေကွာဒါပေမဲ့ငါမင်းနဲ့အဲ့တော့ကအဖော်ရပြီဆိုပြီးတော့တွေးခဲ့တာကွာအေးရောမင်းပြောမှာပဲငါလည်းမေးချင်နေရရှိတယ်အဲ့ကိစ္စကိုငါစိတ်ထဲမှာပဲထားထားတာအောင်ရွေးကိုတော့မပြောပြဘူးမင်းကလည်းအားနာလို့မမင်းဖြစ်တာပြီးခဲ့တဲ့နေ့ကမိုးရံသဲလို့ငါမင်းအိမ်မှာအိတ်ခဲ့တဲ့ညကလေမင်းပြီကိုထဲမှာမန်ယူဂျာစီအဟောင်းလေးနဲ့ထဲတွေးခဲ့တယ်စိုက်မတူရဲ့နဲ့ထဲပေါ့အေးအဲ့ဒါဘယ်လိုဖြစ်တာလဲဒီစားငါမင်းကိုမင်းမှာကွာ မင်းဘောလုံးဘွဲရဲ့ပါစိတ်မဝင်စားတာမထူးဆန်းပေမဲ့အဲအကြောင်းကြားရင်မင်းတိတိတတ်တာမျက်နှာကြီးပြတ်သွားတတ်တယ်။ဟိုလူကအသေးကြီးလိုငြင်းကြသွားတတ်တာကိုငါမင်းမလို့ကွာ။အခုဇော်မြင့်ပြောပုံရဆိုရင်ကွာမင်းမှာအကြောင်းရင်းကိစ္စတစ်ခုခုကရှိ ਉ ရှိရမယ်ရောက်။အကိုဘာမှအောင်လည်းမသိဘူးရှင်။အော်ညီမလေးအကိုဖန်ချူတစ်ခေါက်လောက်ပေးပါ။ဟုတ်ဟုတ်။အေးပါကွာငါလေးဒီအကြောင်းအရာကြီးကိုထမ်းပိုးထားတာပင်ပန်းလွန်းလာပါလေ။မင်းတို့ကလည်းအဲ့လောက်သိကျင်နေတော့ငါပြောပြပါမယ်။ဟုတ်ပြီလား။တေချာတော့နားထောင်ကြနော်။ ယ်ဆိုတာကို၅နှစ်သားလေးအနေနဲ့အပြည့်အဝနားမလည်သေးပေမဲ့ညံကောင်းတဲ့ဖုံးတေစာတယောက်ကတော့ဖခင်ခွဲခွာသွားပြီဆိုတာကို ကောင်းကောင်းကြီးနားလည်ပါတယ်။သူ့ရဲ့မိခင်ဒေါ်တန်နှင်းဝေကအငိုလွန်တက်ခါတတိမေတလဲရတလဲဖြစ်နေပါတော့တယ်။သူတို့သားအမိအတွက်ရွှေတောင်ကြီးပြူပြီးကိုမမီမမမမမီဘာဖြစ်တာလဲရင်တတရှိရမမီထပါဦး။ တားရဲမမီကပင်မန်းလိုအိတ်နေတာဘာမှဖြစ်ပါဘူးဒါဆိုမမီရောတောက်ခွေမတော်ဘူးဟုတ်ဟုတ်တော်ဟုတ်တယ်ဟုတ်တောက်ဖြစ်ပါအောင်ဗျမခွဲပါဘူးဒါလေးရဲ့တော်တော်လို့လည်းရှိပါတယ်တိစာလာလေမမနဲ့တွားဆောက်ရအောင်လာပါတိစာရဲ့တိစာဘောလုံးကန်တက်လာမမလေဘောလုံးကန်တိုင်းကြည့်ရတာသဘောကျတယ်မမဘသူလဲဟင်အာမမကတိစာတို့တလန်းကြော်အိမ်ရလေဖိုးဖိုးဦးကြော်စောကမမရဲ့ဖိုးဖိုးပေါ့မမနာမည်သိလားတာမသိဘူး မသိရင်မမလည်းပဲခါရမယ်နော်ဟုတ်ဟုတ်သူ့ရဲ့ပူဆွေးမှုတွေကိုအနှဲငယ်ရော့ပါစေခဲ့တဲ့သူကို ဖုံးတေစာတယောက်လွယ်လွယ်နဲ့မေ့မရခဲ့ပါဘူးနောက်ရက်တွေမှာကောင်မလေးကိုမတွေ့ရတော့တာရက်လက်ပြီးတဲ့အချိန်အထိပါပဲရက်လက်ပြီးလို့အားလုံးငြိမ်သွားပြီးကိစ္စတွေအေးသွားပြီးဆိုတော့မှအမေဖြစ်သူဒေါ်တန်နှင်းဝေစီကို ဖုံးတေစာတိကျင်နာလေးတွေမေးချိမိပါတယ်မမေ မမီဟွာလေတားတော့တလန်းကြော်ရလေဖိုးဖိုးဥကြော်ဇောဆိုရဥလေးကိုတိလိုက်ရင်မမီကတော့တိတ်မသိဘူးသားရဲ့တားတယ်ရင်တော့ရင်နေရထင်တယ်ထူးထူးဆန်းဆန်းဘာဖြစ်လို့လဲတားရဲ့ဟွာတားအိတ်အိမ်ကမမောက်တားခင်းလို့ပါမမီရဲ့အမလေးငါသားလေးကဘယ်တော့မှများတငယ်ချင်းရသွားတာလေမမီလည်းမသိရပါလားဟိုရက်ကပေါ့မမီရဲ့ဟွာလေဖေဖေတားတို့ခွေးတော်ရဲ့နေရမမီရဲ့အိပ်ပျော်နေတော့ကလေအဲ့ဒါတားငုနေရကိုမမလာကစားပေးသွား တားဖြစ်သူဖုံးထေစာရဲ့စကားတန်ဆုံးတော့ဒေါ်တနှင်းဝေအနေငယ်တွေ့ဝေသွားပါတယ်ခင်မွန်ဖြစ်သူနာရင်နေကသူတတိလစ်နေတဲ့အချိန်တုန်းကဖြစ်လိမ့်မယ်လို့တွေးမိပြီးတဆက်သေးမှပဲဥမျက်တေစာကိုတတိရလာတဲ့အတွက်ကြောင့်တားဖြစ်သူဖုံးထေစာအားဖက်ခါမျက်ရည်အနေငယ်ဝေလာမိပါတော့တယ်မမီမမီငူနေလာလားယင်အင်း မျက်စိတဲ့အမောင်လေးဝင်သွားလို့ပါသားရဲ့ပြောပါအောင်သားတငယ်ချင်းနမယားဘယ်လိုခေါ်လဲမသိဘူးမမီးတောက်ကိုမမလို့တော့ခေါ်ခိုင်းတယ်ဟုတ်လားတားထက်အသက်ကြီးလို့ဖြစ်မယ်ဟုတ်မမီးဟောလေတာမမနဲ့ထက်ကစားချင်းနေတယ်အဲ့ဒါမမီးမမစီလိုက်ပို့ပေးပါလားနော်လိုက်ပို့ပေးမှာပေါ့သားရဲ့မမီးအလုပ်အားရတနေ့လိုက်ပို့ပေးမယ်နော်လာပြီဗျလာပြီလာပြီဟာဦးမြတ်ဒေစာရဲ့ဇနီးနဲ့သားပါလား ဘာအကြောင်းများထူးလို့လဲဗျလာပါအေကန်းနဲ့ကြွားပါဦးဗျမေးရေဒီမှာဧည့်သည်တွေအတွက်ကော်ဖီလေးဖြော်ခဲ့ပေးပါဦးအာနေပါစီရှင်ကျမတို့ကအခုလိုမျိုးလာနောက်ဆက်မိတာကိုပဲအားနာလာပါပြီ။ဟာမဟုတ်တာဗျာ။ကျွန်တော်ကအိမ်တော်ကြဆောပါရယ်ဆိုမှကျွန်တော်သားကပါဆောတော်စီစီအိမ်တော်ထက်ကြလို့သာမြည်ရပြီးအဖိုးဖြစ်နေတာ။ဦးမြတ်ဒီစားနဲ့ကအကိုကြီးနဲ့ညီလေးလို့ပဲရင်းနှီးကြတယ်ဗျ။သူအခုလိုအဖြစ်မျိုးကြုံသွားတာအင်မတန်မှစိတ်မကောင်းပါဘူးဗျာ။ ရပါတယ်ရှင်။ကျမအိမ်မှာပဲအိမ်မှုကိစ္စတွေနဲ့တအားကိူးဆိုင်နေရတော့အကိုရဲ့မိတ်ဆွေတွေနဲ့တိတ်မရှင်းဘူးလို့ပါ။ဟိုဒီကအကိုယူလဲအားနာပါတယ်။ရပါတယ်ဗျာ။ကဲ။လိုင်းကိစ္စလေးစုံစမ်းပါဦးဗျ။ဘာအခက်အခဲများရှိလို့လဲ။ငွေကြေးလား။အားမနာနဲ့ဗျာ။ပွင့်လင်းလင်းပြောနော်။ကျွန်တော်တက်နေတာကကူညီပေးမယ်။ အိုးမဟုတ်ပါဘူးရှင်ဟိုကျမအကိုရဲ့လုပ်ငန်းလေးတွေကိုနားမလည်ပေမဲ့အကိုခြံထားခဲ့တဲ့ပစ္စည်းလေးတွေနဲ့စီးပွားရေးလုပ်နေတာအဆင်ပြေပါတယ်ဟိုအခုလိုင်းကိစ္စကလည်းတားလေးဖုံးတေစာပူစားလို့ပါဟိုသူနဲ့ဟိုရက်ကတွေ့ခဲ့တာအကိုကြီးရဲ့မိမလေးထင်တယ်ဟာအဲ့ဒီမမနဲ့ကစားခဲ့တာပျော်လို့ဆိုပြီးတော့အခုလည်းသူ့ကိုပဲတမေးတဲ့မင်းနေလို့လာခဲ့တာ။အော်စင်းစင်းထင်တယ်။ကော်ဖီတောက်ကြပါဦးရှင်။ တာလီယာလေမိုရေတောင်းနော်ကျေးဇူးပါရှင်အားနာလိုက်တာတကူတကာကြီးနှောက်ရှက်မိတာမဟုတ်တာရပါတယ်ရှင်ဩဒါနဲ့ခုနဆက်ပြောရရင်အဲ့နေ့ကကလေးရင်းနှီးခဲ့တာဖြစ်မယ်ဗျစင်စင်ကအသက်ကသာငယ်သေးတာအတော်နားလေလွယ်တကူဗျလူကြီးပေါ့ဆာလေဖြစ်နေပါပြီကြွားပြောရရင်မျိုးလိုက်တော့ဗျာအဲ့လိုအတိစောအတက်စောခဲ့လို့လေကျွန်တော်တို့စောစောအိမ်တော်ကြာတာပေါ့ဗျာဒါနဲ့အကိုကြီးအခုသမီးလေးစင်စင်ရောရှိလာရင်ចောင်းသွားနေရလားอืมမြင်းမလေးတို့ကရန်ကုန်ဆင်းသွားကြပြီဗျာ ဲတော့ကျွန်တော်သားရန်ကုန်ကိုလှုပ်ပြောင်းရတာအားကြောင့်ကျွန်တော်လာနောက်ဆက်ဒီမှာတဲသွားတာဗျအခုတော့အပြီးပြောင်းသွားကြပြီလူကြီးတွေစကားပြောတဲ့ပေမှာဖုန်းဒေဇာတယောက်ကတော့မျက်လုံးလေးကလေးကလေးနဲ့ဟိုဟိုတီတီရှောက်ကြည့်နေပါတယ်အင်ကန်းထဲမှာရှိတဲ့ဓာတ်ပုံတွေထဲမှာစင်စင်ဒါမှမဟုတ်မမလို့သူတိထားတဲ့ကောင်မလေးရဲ့ဓာတ်ပုံလေးကိုတွေ့ရတဲ့အတွက်လဲစိတ်ဝင်စားနေကြည့်နေမိတာပေါ့ဓာတ်ပုံတွေကမမဟာ အနည်းရောအသုံးဆောင်လေးတွေကိုမပါမဖြစ်ဝတ်ဆင်ထားတာကို ဖုံးတေစာသတိထားမိပါတယ်။အဲ့ဒီအချိန်ကစပြီးဖုံးတေစာစိတ်ထဲမှာမမဆိုရာနီမြန်းနဲ့ပန်းကလေးတပွင့်ပမာကိန်အောင်နေပါတော့တယ်။ကဲတာရဲ့တာရဲ့တငယ်ချင်းမမခဏခီးသွားတယ်တဲ့။သူပြန်လာမှမမီတို့တစ်ခေါက်ပြန်လာကြမယ်နော်။နောက်လဲကြုံ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 ဝင်ခဲ့ပါအောင်ဗျာ။အကူကြီးလို့တာရှိလဲအချိန်မွေးလာနော်။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်အခုတော့သွားခွင့်ပြုပါအောင်နော်ဖုန်းတေစာတို့တာအမိလဲနှုတ်ဆက်ပြီးရနဲ့အိမ်ကိုတန်းပြန်လာခဲ့ကြပါတယ်အိမ်ပြန်တဲ့လမ်းတစ်လျှောက်မှာတော့ဖုန်းတေစာစဉ်စဉ်အကြောင်းကိုမမေ့တော့ပါဘူးအခုနှစ်ဇွန်လတရက်နေ့ကျောင်းဖွင့်တဲ့အချိန်ဆိုရင်ဖုန်းတေစာက အလေတန်းရောက်ပါပြီ ကဲတအားတို့တမီးတို့ရေဆီယမကတအားတို့တမီးတို့ရဲ့အခုစတင်နေ့ရဲ့အတားမိုင်ဆီယမပါဆီယမနာမည်ကဒေါ်ဝင်းဝါတဲ့အားလုံးပဲမင်္ဂလာပါနော်တအားတို့တမီးတို့စာကြိုးစားကြရမယ်နော်အခုဆီယမကအတန်းထဲကလူနာမည်စင်းနေခေါ်မယ်ပြီးရင်ဆီယမတို့ထုံးစံအတိုင်းအတန်းဝေယဝေစာအတွက်တအားတို့တမီးတို့ကိုအသိန်းခွဲပေးမယ် ကဲအတင်းနေလဲခွဲပြီးပြီဆိုတော့ကလေးတို့တွေမနှက်ပြန်အစားပြီးတော့ကို့အတင်းတာဝန်ကိုစွတ်စွတ်စီစီလုပ်ကြရမယ်နော်ဟုတ်ကဲ့ပါဆရာမဆရာမဆရာမဟေးအေးတာပြောဟော်လီတာဟော်လီဟောအနီအတင်းမှနေကြတော့ပါခင်ဗျာအဲ့ဒါတာကိုပြောင်းပေးလို့ရလားဆရာမခင်ဗျာတာနာမည်လေးဆရာမတစ်ချက်ပြန်ပြောပါဦးဖုန်းတေစာပါအချက်ဖုန်းတေစာဖုန်းတေစာလေးမောအတင်းမှနော် ဘာဖြစ်လို့လဲတားရဲ့အဆင်မပြေတာရှင်ဆရာမောက်ပြောလေတကယ်ချင်းနေနဲ့အဆင်မပြေဘူးလားအမဟုတ်ဘူးဗျဒီတိုင်းအကုန်လုံးအဆင်ပြေပါတယ်ဒါမဲ့ဒါအနီအသင်းမှာနေချင်လို့ပါခင်ဗျဟွန်းဟုတ်ပြီဟုတ်ပြီဒါဆိုရင်ဆရာမပြောင်းပေးမယ်လေနော်အခုမှအတင်းခွဲထားတာဆိုတော့ဖုံးတေစာနဲ့ဒီဘက်ကအောင်အောင်နဲ့ကိုဆရာမအတင်းပြောင်းပေးလိုက်မယ်နော်ဟုတ်ကဲ့ဆရာမကျေးဇူးများတင်ပါတယ်ဗျဖုံးတေစာဟုတ်ဖုံးတေစာမဟုတ်လားအနောက်ဘက်ကခေါ်တန်းကြောင့်ဖုံးတေစာတယောက် လှည့်ကြည့်လိုက်တဲ့အခါမှာတော့ဟာမမဟင်မမအမမမိသေးတယ်ပေါ့မထူတာကြလို့မမတော့မသေးကြဘဲနဲ့ရမ်းပေးလိုက်တာလူမမတောင်းမှန်မယ်ဆိုဘရလီမမဒီပြန်လာလားဟုတ်တယ်အထက်တန်းကျောင်းဒီမှာပြန်လာတတ်တာလေအော်ဟုတ်ကဲ့မမကျောင်းဆောင်ကြီးအားကစားပွဲရှိရလေအဲ့ဒါဟိုတိဆရောဘောလုံးကန်ဖြစ်သေးလားနောက်ပြီးတော့ဖဲသင်းကိုစားပြုတ်လဲကျွန်တော်ကန်ဖြစ်သေးတယ်ဟာအနီသင်းမှာကန်တာဟဲ့တကယ်လားဟုတ်တယ်မမလည်းအနီသင်းလေတိဆနဲ့မတူမှစိုးရင်နေတာ ပြဘာပြဘာပြလို့လဲအော်တိစဘောလုံးကန်အောင်အပေးကြင်လို့ပေါ့อืมတခြားအသင်းဆိုရင်လည်းအပေးမှာပါဒါပေမဲ့ဘောလုံးအားကစားအတွက်စုစုပေါင်းအသင်း၅သင်းရှိပါတယ်တသင်းကိုနှစ်ပွဲကန်ရမှာဖြစ်ပြီးအမှတ်အများဆုံးနှစ်သင်းကဘောလုံးပွဲကစားရမှာပါမဲခွဲရတဲ့အနေနဲ့တိစတို့အနည်းအသင်းကအပြာအသင်းနဲ့အရင်ဆုံးကန်ရမှာပါဘောလုံးပွဲနေ့မှာတော့အနည်းအသင်းကမန်ယူဂျာစီတွေဝစ်ထားပြီး အပြာအသင်းကတော့ချက်စည်းကြစီဝစ်စင်ထားကြပါတယ်။အခုသူတို့နှစ်သင်းစလုံးကွင်းထဲဝင်ဖို့အသင်စောင့်နေကြတာဖြစ်ပါတယ်။မမရကံကံနီမှုလို့နဲ့တူရကျွန်တော်စိတ်တွေလှုပ်ရှားလိုက်ကြဆိုတာ။ဘာလို့လဲတေးစားရဲ့ဘောလုံးကမကံမှုတာလည်းမဟုတ်။အခုပွေးထွက်ကစားသမားတွေထဲမှာအကုန်လုံးကအထက်တန်းကျောင်းသားတွေလေ။အဲ့ဒါကျွန်တော်တယောက်တည်းအလေးတန်းကျောင်းသားကြီးဖြစ်နေရအဲ့ဒါအမားလုံးမိမှာဆိုလို့။မလေစိတ်ပူမနေနဲ့မမရှိရဲ။အားပေးနေမယ်နော်။ကဲကဲကွင်းထဲဝင်ရဖို့အချိန်ကြီးနေပြီ။သွားတော့။ ီလိုနဲ့ပွဲစပြီး15မိနစ်ခန့်ရောက်တဲ့အချိန်မှာတော့ဖုံးတေစားတယောက်ရှော့ထိုးဖြတ်ထုတ်ခံရပြီးဒူးပြဲသွားပါတယ်။အာနားလိုက်တာ။အနီတင်းပြတဲ့မော်ရရှိ။ဒီလိုနဲ့ဖုံးတေစားရဲ့အလဲတန်းចောင်းသားဘဝပထမဆုံးဘောလုံးပွဲဟာဂိုးမရှိတည်ရကြသွားခဲ့ပါတယ်။တေစားကကစားတာတိတ်တော်တာပါပဲ။အမောပြေရေးတအောင်နော်။မမချွေးတုပ်ပေးမယ်။ ကျွန်တော်တော့အားမရပါဘူးဗျာတကယ်ဆိုကျွန်တော်တို့နိုင်ခဲ့တင်တာမမရဲ့ဒါတော့ဒါဘောဒေစာရဟဲကြည့်ပါအောင်ဒေစာကလေဒီအင်ကြီးလေးနဲ့တော်တော်လေးကိုလိုက်တာမမလည်းသဘောကျတယ်ဆိုင်မဘလို့ပြောပြီးတော့ဝယ်ရမလဲอืมစင်တူဝတ်ပြီးတော့အားပေးမယ်လीအော်မမဒါမန်ယူဂျာစီလို့ခေါ်တယ်မမရဲ့အော်မန်ယူဂျာစီอืมอืมနောက်တည့်ရက် လိမ္မော်အသင်းနဲ့ကံတော့တကိုးကိုမရှိနဲ့အနီအသင်းအနိုင်ရရှိကစုစုပေါင်း၄မှတ်နဲ့ဘောလူပွဲကစားရပါတယ်ဘောလူပွဲမှာတော့ပထမအဆုံးနေ့ကတွေ့ခဲ့တဲ့အပြာအသင်းနဲ့ပဲပြန်တွေ့ပြီးတော့အခုအခါမှာဆိုရင်တော့အကျိတ်အနယ်ရှိလာပါတယ် ော့အနီအသင်ဘိုးဆွဲခဲ့ပါပြီပထမဆုံးတစိမ့်ပြအပြင်ဖုံးတေစာက hat trick ရတဲ့အတွက်ဘောလုံးပါရခဲ့ပါတယ်သူ့ရဲ့ဆုနှစ်ခုစလုံးသူ့ရဲ့မမဇင်စင်ကိုလက်ဆောင်ပေးခဲ့ပါတယ်ဒီဆိုင်ဒီနေ့ကျေးဇူးများကြီးတင်တယ်နော်တိလာမလိုပါဘူးမမလည်းကျွန်တော်လည်းရမ်းပြောပါတယ်သူပေးထားတဲ့ဆွဲပြားလေးကိုလေဘင်းမှာဆွဲထားပြီးဘောလုံးကိုလက်နှစ်ဖက်နဲ့ပွေပိုက်ကရှောက်နေတဲ့စစ်စစ်ကိုကြည့်ရင်ဖုံးတေစာတယောက် အပြုံးတွေမရနိုင်တော့ပါဘူး။ကဲဒီဆိုင်မမအိမ်ပတ်ချိုးရအောင်မယ်တော်ရမယ်နော်။တတလက်တစ်ပတ်မြောက်ကနှုတ်ဆက်လိုက်တဲ့အတွက်ဇင်းစစ်လက်ထဲမှာဘောလုံးဟာလိမ့်ထွက်သွားပါတယ်။ဖဲဘောလုံးလေးချသွားပြီ။မမဟာကားတက်တာထင်တယ်။မမမမမမရေထူးပါအောင်လူမြတ်တွေကခေါ်ပေးကြပါအောင်ခင်ဗျာကျေးဇူးပြုပြီးတော့ခေါ်ပေးကြပါအောင်။မမမမဘာမှမကြည့်ဘူးနော်မမကျွန်တော်ရှိရမမ။ ကျောင်းသူလေးလားမသိဘူးနော်လဲွားတာကြည့်အောင်ဟောတနာပါတယ်ဘောလုံးပွဲကပြန်လာလားမသိဘူးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဘောလုံးလေးပိုက်ထားတာဟုတ်တယ်ဟုတ်တယ်ဟိုမှာဟိုမှာတွေ့လိုက်တယ်ကျွန်တော်လည်းအာငါလည်းကောင်းဖုန်းဆက်ကြပါဦးလောက်ပါအောင်လောက်ပါအောင်ဖုန်းနံပါတ်လေးပါလေးကြည့်ကြပါအောင်ဗျမမေးမမပြန်ပြန်ထူးပါအောင်မမကောင်းလေးကပွဲချင်းမိတယ်ရောထင်တယ်အေးအေးကျွန်တော်လည်းမရတော့ကြည့်ပါအောင် ကဲငါရဲ့အဖြစ်ပြက်ကတော့အဲ့ဒါပဲငါကောင်းလို့ရေအေးကွာမင်းចောင်းကြရတာငါတို့တကယ်စိတ်မကောင်းပါဘူးကွာအေးပါငါလည်းနောက်ဆိုမင်းရှိမှဘောလုံးပွဲចောင်းပြောတာဆင်ញင်ပါမယ်တကယ်ကြီးဟာရပါတယ်ကွာငါလည်းအခုလိုထုတ်ပြောလိုက်ရတော့ရင်းထဲမှာတင်းကျပ်နေရတယ်တတ်တာတော့ပါပြီကျေးဇူးပါကွာနားထောင်ပေးရအတွက် Hello Hello ဟုတ်ကဲ့ကိုဖုန်းနေကြလားရှင်ဟုတ်ကဲ့အော်အကိုမှားထားတဲ့လေနှင်းစီပန်းပွင့်အနီရောင်59ပွင့်စီးပြီးသွားပြီရှင်အဲ့ဒါလေးအကြောင်းကြားပေးတာပါ โอเคโอเคဟိုဟာကျွန်တော်အခုလာယူလိုက်ပါမယ်เนาะဒီနေ့ဆိုရင်စင်စင်ထွက်သွားတာ59လာတော့ရှိသွားပါပြီဖုန်တေက59ဘဝတိုင်တိုင်မေ့မရမယ်အမှတ်တရတွေထပ်ပေါင်းထည့်ခံခဲ့ရတာဒီလောက်တောင်ကြာခဲ့ပြီလား မိုင်းရေဒီယိုပရိသတ်တွေအခုနားဆင်ကြရတာကတော့ဇလန်း၃ပွင့်ရေးသားထားတဲ့နီတော်ပန်ကလေးလွမ်းမိလေးဆိုတဲ့ဇလန်းလေးဖြစ်ပါတယ်။ဒီဇလန်းကိုတော့ကျမငိန်လက်မောကစီစဉ်တင်ဆက်တာဖြစ်ပြီးတော့ဇန်ညွန်းပြန်ခွဲတဲ့သူကတော့လက်အီနဲ့ကျမတို့ကကြိုးစားထားပါတယ်ရှင်။ဒီဇလန်းလေးကိုအတန်တရုပ်ဆောင်အနေနဲ့ပါဝင်ကူညီပေးခဲ့ကြတဲ့သူတွေကတော့ MI Radio အဖွဲ့သားတွေဖြစ်တဲ့ဇွဲ၊ဖြိုးစု၊လက်ရီ၊စီတူ၊ကိုညံ၊စီစီ၊မယ်လိုဒီနဲ့ကျမတို့က ပါဝင်ကူညီတရုတ်ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်ရှင်ဒီစီစဉ်လင်းကိုအတန်ဖန်းပေးတဲ့သူကတော့ Audio Engineer Zelin Tin နဲ့ကိုညာတို့ဖြစ်ပြီးတော့အတန်တိဖြတ်ချင်းကိုတာဝန်ယူပေးတာကတော့ Audio Engineer ကောင်းစစ်ပဲဖြစ်ပါတယ် AMI Radio ပရိသတ်များရဲ့ကလောင်စွမ်းကို Radio Drama နဲ့အတူ ပုံဖော်လိုက်ပါ